ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Attitude Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်စရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစာဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းရဲတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ုထိဖြေကြရိုက်ကိုထုတ်လင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့ မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတီကိုနားလည်သိခံခွင့်လွှတ်ပေးပါရန်ဤနေရာမှာရှင်။ဟုတ်ကဲ့ပထမအဆုံးမေးမြန်းလာတာကတော့အကောင့်ပိုင်ရှင်မြင်းမြန်းဆွေရာနေမေးမြန်းထားတာပဲဖြစ်ပါတယ်။သူမေးထားတာကတော့ ဆရာရှင်နဲ့သိချင်တာလေးတွေရှိလို့မေးလိုက်ရပါတယ်တဲ့ဆရာအချိန်ပေးနိုင်တဲ့အခါမှာဖြေချပေးစီလိုပါတယ်ရှင်ဆိုပြီးတော့သူကမိကုံးနှစ်ခုမေးထားပါတယ်ဆရာပထမမိကုံးကတော့ယဟန်တော်တွေကိုဝေဖန်ကောင်းပါသလားတဲ့ယဟန်တော်တွေကိုဝေဖန်ကောင်းပါသလားဆိုတာခြေခံလေးပြောမယ်နော်ဝေဖန်ခြင်းဒီဗုဒ္ဓရဲ့ဝိပဿနာဝါဒကိုမဆန့်ကျင်ဘူးဝေဖန်လို့ရတယ်အပြစ်တင်ခြင်းဆိုတာကတော့ဒေါသနဲ့ကောဓာတို့ရဲ့ကျဆရာဖြစ်တယ်ဒါကတော့ဝိပဿနာဝါဒနဲ့ဆန့်ကျင်ပဲဖြစ်တယ် ဲ့တော့ခုခေတ်မှာဝေဖန်တဲ့လူတွေများတယ်ဗျာဒါပေမဲ့ဝေဖန်ခြင်းတစ်ခုသာရှိပြီးတော့ယုံကြည်မှုတတ်တာတရားမပါဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဝေဖန်ခြင်းဟာမိစ္ဆာသဘောတရားတွေကိန်းနေတတ်တယ်ဒါကြောင့်သူရဲ့ဝေဖန်ခြင်းမှာရေးစာနဲ့ရေးတာပဲဖြစ်ဖြစ်ဗဇက်နဲ့ပြောတာပဲဖြစ်ဖြစ်မလို့တမအလွယ်ဆုံးနဲ့မှုချိုးမြင့်ချိုးပြောတာမျိုးတွေဖြစ်သွားတတ်တယ်ဒါကြောင့်ကျွန်တော်ကအကြံဉာဏ်ပြုချင်တာကဝေဖန်ခြင်းညီမြအောင်ယုံကြည်မှုတတ်တာတရားလဲပါဝင်ရမှာပေါ့နော်။နောက်တစ်ခါအကောင်းဆုံးအကြောင်းအကျိုးကိုပိုင်းခြားဝေဖန်နိုင်တဲ့ ဝိစရဏပေါ့စစ်စစ်တက်တဲ့ဉာဏ်လေးနဲ့တွဲလိုက်ရင်သဒ္ဓါနဲ့ပညာတွဲပြီးတော့အဲအဲ့နှစ်ခုပေါင်းပြီးဝေဖန်ခြင်းရတာလေမြတ်စွာဘုရားရှင်ကြိုက်တဲ့အလိုကျတဲ့ဝေဖန်ခြင်းမျိုးဖြစ်မယ်အဲ့လိုဝေဖန်ရင်လည်းရဟန်းတော်တွေကိုဝေဖန်လို့ကောင်းပါတယ်ဝေဖန်လို့လည်းရပါတယ်ရဟန်းတော်တွေဘက်ကလည်းပဲဟုတ်လားကျွန်တော်တို့မှန်ရင်လည်းပြင်ပေါ့ဗျာမှန်ရင်မှန်ရင်လည်းပြင်ပေါ့အမှန်ရင်ပြင်ပေါ့မှန်ရင်လည်းဆက်ကြိုးစားပေါ့အဲဒီလိုဟိုစိတ်ဓာတ်မျိုးတွေခံယူပြီးတော့မြတ်စွာဘုရားရှင်ရဲ့ ဟိုအမတန်ကြီးလေးတဲ့သာသနာ့ဝန်ထမ်းဆောင်နေကြတဲ့တခြားဗုဒ္ဓနယ်ဝင်ရဟန်းတော်တန်ခါတော်များဖြစ်နေဆက်လက်ပြီးကောင်းစွာယက်တည်နိုင်မှာဖြစ်တဲ့သာသနာတော်လည်းဒီရက်မကထုံးလင်းပြောင်းသွားမှာဖြစ်တာပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဝေဖန်ခြင်းဆိုတဲ့နေရာမှာသတိထားကြတကူရှိတာတချို့ကဝေဖန်ခြင်းနဲ့ဆုံးမခြင်းဆိုတာလေရောသွားနေတာလေရှိတယ်ဆုံးမခြင်းတဲ့သဘောတွေပေါ့နော်အဲ့ဒါကြတော့လူပုဂ္ဂိုလ်တွေအနေနဲ့မသိတော့ဘူးဘာလို့လဲဆိုတော့ယဟန်ချင်းချင်းတောင်မှဒါတက်တော်ဝါတော်တူနေတာဆိုရင်တိတ်မသိတော့သေးဘူးဆုံးမတယ်ဆိုတာ ိုထေကြီးဝါကြီးတွေပေါ့နော်အဲ့လိုပုဂ္ဂိုလ်ဂုံစိတ်ကကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့လိုဆရာတော်သမတော်တွေကြတော့ဝိပန်ချင်းပါဝင်ဆုံးမခြင်းမှာဒါမျိုးတွေကြတော့တင့်တော်တယ်ဒါကတော့ခွဲခြားသိရမှာပေါ့ဥပမာလက်ရှိဆရာတော်တို့မန္တလေးဆရာတော်တို့ဗမောဆရာတော်ကြီးတို့ဒါလည်းဆိုရင်ထေကြီးဝါကြီးတွေဖြစ်တယ်ဒါဆုံးမခြင်းအနေနဲ့လည်းပြောလို့ရတယ်ဒီပုဂ္ဂိုလ်တွေနဲ့ပြောလို့မကောင်းဘူးအဲ့လိုဟာဥပမာလေးတစ်ခုပြောမယ်စေစိုးရောင်ကိုမှာပဲပြိယတ်မတင်ခြင်းပြိပတ်ကင်းစင်သည်အပြင်းရှင်တစုဒါသာစာကျိုးရှိတယ် အဲ့လူပုဂ္ဂိုလ်သာပြောလို့အဆင်မပြေဘူးနော်သင်္ကန်းလို့တော့မပြောတော့ဘူးစေစိုးရောင်ကိုမှပတ်တယ်ပရိယမသိရင်ပရိပတ်ကင်းစင်သေးသောဟိုနှစ်ချက်မရှိတဲ့အတွက်ဒါအပြင်းနေပဲပေါ့အပြင်းရှင်တစုယုံဝဲနဲ့ကတိုင်းကြော်သည်ဆိုင်းစော်ရင်သူတို့သာရှိဝေတိဆိုသူတို့ရောက်နေပြီပေါ့ဗျာအညီဘွဲဆက်ဘွဲတွေဝေတိဆန်သူနာပြုပါလို့ရရမှုပြေတယ်ဟိုမလောက်အပ်တဲ့ဟာတွေပေါ့ရှိကူတာတို့ရရတို့ပေတင်တို့ရရဟန်းတို့တွေလောက်တဲ့ဟာမလောက်အပ်တဲ့ဟာဒါဆုံးမခြင်းနဲ့ပါတယ်ဝေပန်ခြင်းနဲ့ပါတယ် ဘေဒိဇံသူနာပြုပါလို့ရေရံမှုပေးတယ်ဓာတ်စာကိုတလီပေးထီကျွေးကြောင့်ဆွမ်းဆန်လို့ကျင်ထီရဲထိုးကြရတယ်ပေါ့နော်အဲ့တော့အကျွေးတွေတင်တယ်ပေါ့အဲ့တော့ဆွမ်းဆန်နေလို့ကျင်တယ်ပေါ့ပြင်းပြရန်တဉဏ်စင်စီဒလန်ပင်ပေါင်းသိမ့်ပြီဒလန်တွေပါလွတ်လာတယ်နော်ကိုယ်ကိုကြည်ညိုကြဖို့ပြင်းပြကြပါကြောင်းဝင်ပြောင်းခင်းမြန်မြန်နွားလာကုန်မြန်ဒါဟိုတုန်းကဒီခေတ်ဆိုရင်ကာလကုန်မြန်ဖြစ်မှာပေါ့ဟိုကြောင်းကဘယ်လိုကာဒီကလဲသမားကြောင်းထိုင်ကြီးကောင်းနိုင်ွယ်ရှိဘူးထင်လေဟိုတုန်းကလဲသမား ကြောင်းထိုင်နေပေါ့ဗျာအခုတော့ကာလမကြောင်းထိုင်ကြီးဖြစ်မှာပေါ့ရှာတော်ဗမာရဲ့ဆိုမှာကာမောင်ရတယ်ပေါ့ဘုံကြီးကြီးကာမောင်တဲ့ကိစ္စအဲ့ဒါကြတော့ထေကြီးဝါကြီးတွေပဲဆုံးသွားလို့ကောင်းတယ်ဟုတ်ကဲ့နော်လူပုဂ္ဂိုလ်တွေအနေနဲ့အဲ့ဒါဝိပဿနာသွားလို့လို့အဆင်မပြေဘူးဘာလို့ဆိုတော့ယာဌာနတွေကွာတာပေါ့နော်အဲ့ဒါသတိထားရမှာပေါ့နောက်တစ်ခုကတချို့ကြပြန်တော့လည်းပဲဟိုဝလုံးရှင်တဲ့ရန်နာမျိုးမဖြစ်အောင်ဆိုပြီးတော့တိတိပပတွေပြောဆိုဝေဖန်တဲ့ဟာတွေရှိတယ် အဲ့ဒါကြတော့လေပုဂ္ဂလဒိဋ္ဌံဆန်သွားတတ်တယ်ဒါပေမဲ့နားလည်းပြေးရမှာပေါ့ဒီတိုင်းပြောတယ်ဆိုရင်ဒါယဟန်နေအလုံးအဲ့လိုရွယ်တယ်မဟုတ်ဘူးလေဒါတော့တိတိပပကျောင်းနေမဲ့ဗာရင်အဲ့လိုဟာမျိုးတွေပေါ့ထောက်ပြဝေဖန်တာတွေရှိတာပေါ့နော်အဲ့ဒါမျိုးကြတော့လေပုဂ္ဂလဒိဋ္ဌံဆန်သွားတတ်တာတွေရှိတယ်နှစ်ဖက်ကနှစ်ဖက်နုနှစ်ဖက်နားလည်ဖို့ပြောတာပါနော်နားလည်တတ်ဖို့ပြောတာတချို့ကြပြန်တော့လေပဲဟိုလမ်းဟိုဘယ်လိုခေါ်မလဲရေပုံရအဖင်ပြောလိုက်တာပေါ့ဒီပုံရအဖင်ပြောလိုက်တဲ့ကကိုကတကယ်လို့မှန်နေရင်သိပေါ့ထိရင်နာပေါ့အဲ့ဒီလိုပုံစံမျိုးနဲ့လေကိုကခံယူပြီးတော့ဟို ကိုဝန်တာကိုစားသိပေါ့နော်ပြုပြင်သွားနိုင်ရင်လည်းဒါတမျိုးကောင်းတာပေါ့အဲ့တော့ဘယ်လိုပဲဖြစ်စေဝေဖန်ခြင်းဒီတရားနဲ့ပညာညီမျှဖို့တော့လိုတယ်အဲ့ဒါမှမကြည်ညိုသေးတဲ့ပုံကိုယ်တွေပို့ပြီးကြည်ညိုလာလိမ့်မယ်ကြည်ညိုပြီးတဲ့ပုံကိုယ်တွေပို့ပြီးကြည်ညိုလာလိမ့်မယ်မကြည်ညိုသေးတဲ့ပုံကိုယ်တွေကြည်ညိုမယ်ဆိုတာကတော့ဘာသာကြားတရားစမကြည်ညိုသေးတဲ့ပုံကိုယ်တွေပဲလေသူတို့ကြည်ညိုလာလိမ့်မယ်ကွာအဖြစ်ကိုထောက်ပြပြီးကောင်းစွာဝေဖန်ရင်ပေါ့နော်ဒါ fair ဖြစ်တာပေါ့ ကြီးညိုပြီးသားပုဂ္ဂိုလ်တွေပူကြီးညိုမယ်ဆိုဗုဒ္ဓဘာသာတွေပေါ့ငကိုကြီးညိုတာလည်းပူပြီးကြီးညိုကြမှာပေါ့ဒါကြောင့်ယောနိသမဏေတိကာရနဲ့အဲ့ဒီလိုမျိုးသရပညာမျှတသွားပြန်ဝေဖန်ရင်ဗုဒ္ဓရဲ့ဝိသုဇဝါဒနဲ့မဆန့်ကျင်ပါဘူးဝေဖန်နိုင်ပါတယ်လို့ထင်ကြလို့ပါတယ်ဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြစ်ညာကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်